ဆိုင်ပြိုးစရိတ်ချင်းဝေးချက်ဘီလီယံ680ကျော်ထုတ်ချင်းရန်ရှားထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု2025-2026ဖန်နာနှစ်အတွက်စိုက်ပျိုးစရိတ်ချင်းငွေကျပ်680ဘီလီယံကျော်ထုတ်ချေးဖို့ရထားတယ်လို့စီမံကိန်းနှင့်ဗန်ဒါရေးဝန်ကြီးဌာနကနေသိရပါတယ်။စိုက်ဧကစုစုပေါင်းဧက9တန်းကျော်အတွက်ကျပ်688တရက်မှတစ်တစ်ဘီလီယံကျော်ထုတ်ချေးဖို့ရထားတယ်လို့ဆိုပါတယ်။ အဒီလိုထုတ်ချေရှာမှာ2025ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေငွေ938ဒရမ1ဘီလီယံကျော်2025ခုနှစ်ဆောင်းရာသီစိုက်ပျိုးစရိတ်ချေငွေ740ဘီလီယံနီးပါး2026ခုနှစ်မိုးချိုရာသီစိုက်ပျိုးစရိတ်ချေငွေ730ဘီလီယံထုတ်ချေဖို့ရထားတယ်လို့သိရပါတယ် ပြီးခဲ့တဲ့2024-2025ဖန်နာနှစ်က စိုက်ရီက၄တန်းခွဲကျော်အတွက်စိုက်ပျိုးစရိတ်ချင်းငွေ623သန်းမှ3ဘီလီယံကျော်ထုတ်ချေးပေးခဲ့တယ်လို့စီမံကိန်းနှင့်ဗန်ဒါရေးဝန်ကြီးဌာနကနေသိရပါတယ်။ မြန်မာလေယာဉ်ဖွံ့ဖြိုးရေးဘဏ်အနေနဲ့တောင်တူလက်သမားတွေရဲ့အနေနဲ့အရင်ချင်းဝေကိုအတိုးရောအရင်ပါအခြေပြန်ဆက်ပြီးမှချင်းဝေအစ်စ်ထုတ်ချေးခွင့်ရရှိမယ်လို့လည်းအတိပေးထားပြီးကျွေးချယ်မရှိသူတွေကို မေလ16ရက်ကစတင်ပြီးမိုးရာသီစိုက်ပျိုးစရိတ်ချင်းဝေတွေကိုထုတ်ချေးပေးနေတာဖြစ်ပါအထိအတိုးနှုံးတွေကတော့အရင်နှစ်နီးသူတစ်နှစ်ကိုအတိုးနှုံး900ခိုင်နှုံးနဲ့တက်ဆိုင်ရာခရိုင်မြို့နယ်ဘန်ခွဲတွေကသဆင့်ထုတ်ချေးနေတယ်လို့သိရပါတယ်ရှင်။